တသားမိမိတို့ရေမင်္ဂလာပါဒီနေ့ပြပြမဲ့ပုံမြင်လေးကတော့သေးပေမဲ့လဲဆွမ်းပါတယ်တဲ့ကိုကိုဟာအခုတော့ကျက်မာပြီးညံလဲကောင်းတဲ့ကောင်လေးတယောက်ပါဒါပေမဲ့သူဟာငငယ်တုန်းကတော့အချင်းအကြာကြီးမနာမကျန်ဖြစ်ခဲ့ဘူးပြီးဆေးပြည့်နေလဲတောက်ခဲ့တဲ့အရှင်ချောင်းထင်ပါရဲ့ကိုကိုရဲ့ခနာကိုကအတော်လေးသေးညက်နေပါတယ် ်သူခမရအဲ့ဒီခန္ဓာကိုယ်လေးသေးနေတာကြောင့်အနိုင်ကျင့်ခံရဘူးသူလို့ခန္ဓာကိုယ်သေးနေတာကြောင့်လည်းခဏခဏဟာတာလုတ်ခံရအရေးခံရတယ်တဲ့ညီကိုနှစ်ယောက်မှတော့ညီကြီးကကိုကိုထက်ပိုပြီးအရက်ရှိလာတာကြောင့်လူတွေကဟဲအငငယ်ကပို့ထွားတယ်နော်အငငယ်ကတော့အရက်ကကြော်ထွက်သွားပြီကိုကိုကတော့မွေးတိုင်းမိပဲဆိုတာမျိုးတွေကိုတော့မကြားချင်မှအဆုံးပါပဲအဲ့ဒါတွေကြောင့်ပဲကိုကိုကအမြဲတမ်းကိုကိုကို အားငယ်တတ်ပါတယ်ဒီလိုနဲ့တနေ့မှာကိုကိုတို့ចောင်းကိုဓမြတွေရောက်လာပြီးတော့ចောင်းတွေကကလေးတွေကိုဖမ်းပြီးပြန်ပြီးဆွဲထားလိုက်တယ်ကိုကိုတို့ចောင်းကចောင်းသားတွေအားလုံးလဲအရှမ်းပဲចောက်ပြီးငိုတဲ့ကလေးကလည်းငိုကြတာပေါ့ဒီလိုနဲ့ညပဲရောက်တဲ့အချိန်ကလေးတွေကចောင်းထဲမှာပြိမိနေတယ်ဓမြတွေကထပ်ပုတ်တွေအကုန်လုံးကိုပိတ်ထားကြတယ်အပြင်ကရေးတွေက အပြင်မှာရောက်နေပြီမဲ့ဓမြဆုစုပေါင်းဘယ်နှယောက်ရှိလဲဘာလက်နဲ့တည်းရှိလဲဆိုတာဘာမှမသိရဘဲနဲ့အတင်းဝင်လာရင်ကလေးတွေအနေရဖြစ်မှာဆိုလို့မဝင်လာရဘူးဖိဖိမိမိတွေကလည်းရေးရစီတားထားတဲ့နောက်ကနေပြီးစိတ်ပူပြီးစိုးရိမ်နေကြရတယ်။ကျောင်းထဲမှာတချို့ကလေးတွေကလည်းငိုနေကြတချို့ကလေးတွေကလည်းကြောက်နေကြပြီးတုံနေတာပဲတဲ့အဲ့ဒီအချိန်မှာပဲကိုကိုကကလေးအချီလေးတွေကိုစုပြီးခေါ်လိုက်ပြီးတော့ ငါတို့ဒီလိုနေလို့မဖြစ်ဘူးတခုခုလုပ်ကြရမယ်ကဲမင်းကလေးအကြီးလေးတွေကเจ้าသားအငယ်လေးတွေကိုစောင့်ရှောက်ပေးကြပါသူတို့ကိုပုံမြင်လေးတွေပြောပြီးအိပ်ပျော်အောင်သိပ်ပေးနော်ပြီးတော့ကိုကိုကတင်ချတော်တဲ့ကလေးတွေကိုရွေးလိုက်ပြီးတော့တငယ်ချင်းတို့ရေမင်းတို့ကတော့ဓမြဗနယောက်ရှိလေဆိုတာကိုတိတိကျကျရေးထုတ်ပြီးပြန်ပြောပေးနော်တဲ့ ပြီးတော့ပထဝီဘာသာရက်ကိုတော်ရဲကလေးတချို့ကိုရွေးပြီးတော့သူတို့ကတော့ကျောင်းရဲ့မြေပုံကိုဆွဲပြီးတော့ဘယ်နေရာမှာဓညာတွေရှိနေတယ်ဆိုတာကိုထိတ်ဆွဲပေးပါနော်လို့မှာလိုက်တယ်။ဒီဘက်အချမ်းကယောက်ျားလေးတွေကသူတို့ဘာလက်နဲ့တိုင်လဲဆိုတာကြည့်ပြီးရေးချထားပေးပါဆိုပြီးကိုကိုကအားလုံးကိုတာဝန်တွေကိုစီခွဲပေးလိုက်တယ်။ အားလုံးတီးတီးပြန်လာတဲ့အချိန်မှာကိုကိုကအားလုံးပြောရတဲ့ကိုတီးတီးချာချာလိုက်မှတ်မြေပုံကိုယူပြီးသူတွေ့ထားတဲ့နေရန်ကအပေါက်တီးတီးလေးကိုပြပြီးတော့ကျွန်တော်အဲ့ဒီအပေါက်ကနေထွက်ပြီးအပြင်ကလူတွေကိုဆက်သွယ်ဖို့ကြိုးစားမယ်ဘယ်သူမှမရှိမိအောင်တတိထားပေးကြပါလို့ပြောပြီးသူ့ကိုယ်လုံးတီးတီးလေးနဲ့တိုးပြီးထွက်သွားတယ် အဲ့ဒီအပေါက်ကိုတခြားခန္ဓာကိုကြီးတဲ့ကိုကိုနဲ့အရွယ်တူကလေးတွေကဝင်လို့ရမှာမဟုတ်တလို့ခန္ဓာကိုသေးတဲ့ကလေးငယ်လေးတွေကြတော့လေအပြင်ထွက်လို့ရရင်တော့အပြင်ရောက်သွားရင်လမ်းပြောက်ပြီးဘာလို့ရောက်နေမသိဖြစ်နေတာကြောင့်ဒီအလုတ်ကကိုကိုနဲ့အသင့်တော်ဆုံးဖြစ်မယ်ဆိုတာကိုအလုံးကလည်းသဘောတူလက်ခံကြတယ်ကိုကိုအပြင်ကိုအနည်းငယ်ကင်းကင်းနဲ့ရောက်သွားပြီးအပြင်မှာစောင့်နေတဲ့ရဲတွေကို သူတိလာတဲ့ဓမြဘယ်နှယောက်ရှိတယ်။ဘာလက်နဲ့တွေ깟နေဆိုတာအပြင်သူယူလာတဲ့မြေပုံနဲ့ဓမြတွေចောင်းရဲ့ဘယ်နေရာမှာရှိတယ်ဆိုတာကိုပါတိတိကျကျပြောနိုင်တော့ရဲတွေအတွက်အများကြီးအထောက်ကူဖြစ်သွားတာပေါ့။သိမကြခင်မှာပဲရဲတွေဟာအစီအစဉ်တွေချပြီးចောင်းထဲကိုအောင်းအောင်းမြင်းမြင်းဝင်စည်းနိုင်ခဲ့ကြပြီးတော့ကလေးတွေကိုလည်းအထီးအခိုက်မဖြစ်အောင်ကေတင်လိုက်နိုင်ကြတယ်လို့ဓမြတွေကိုလည်းအကုန်ဖမ်းလို့မိသွားကြတယ်။ ကိုကိုကိုရေးတွေចောင်းသားမိပါတွေចောင်းမှာရှိတဲ့ကလေးတွေအားလုံးကအရင်ကျေစုတင်ကြတာပေါ့ကိုကိုရဲ့စဉ်းစားနိုင်တာအစီစဉ်ချနိုင်တာဥဆောင်နိုင်တာတတိရှိတာတွေကိုတမျိုးလုံးကပြောမဆုံးဖြစ်နေကြပြီးကိုကိုကိုလည်းသူတို့မျိုးရဲ့သူရဲ့ခေါင်းလို့ခေါ်ကြတယ် ကိုကိုကိုအရင်ကခန္ဓာကိုယ်သေးလို့အနိုင်ကျင့်ခဲ့တဲ့လူတွေလောင်ပြောင်ခဲ့တဲ့လူတွေကလည်းမင်းကိုအနိုင်ကျင့်ခဲ့တာလောင်ပြောင်ခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်တကယ်တော့ခန္ဓာကိုယ်သေးတာကလည်းသူ့ဟာနဲ့သူအတုံးဝင်တာပဲနော်မင်းကငါတို့ထက်ခန္ဓာကိုယ်သေးပေမဲ့ငါတို့အားလုံးထက်နှလုံးသားလာတယ်ငါတို့ထက်လည်းညံရှိတယ်တတိလည်းရှိတယ်မင်းကိုအရင်လေးစားပါတယ်ဆိုပြီးချီချူးစကားတွေပြောပြီးတော့အားလုံးကတောင်းပန်ကြတယ်တဲ့ ကဲပုံမြင်လေးကတော့ဒါပါပဲเนาะအခုမိကွန်လေးတွေမိပါမယ်ပထမဆုံးမိကွန်လေးကတော့ကိုကိုကဘာလို့အားငယ်တတလဲတဲ့ဒုတိယမိကွန်လေးကတော့ကိုကိုကိုဘာလို့တမျိုးလုံးကသူတို့မျိုးရဲ့သူရဲ့ခေါင်းလို့ပြောကြတာလေခွဲ့ ောက်ဆုံးမိကွန်းလေးကတော့ကလေးလေးတွေရဲ့တငယ်ချင်းတွေမှလေတကယ်လို့ကလေးလေးတွေနဲ့ပုံစံမတူတဲ့ပုံစံလေးတွေရှိမယ်တချို့တွေကနည်းနည်းပိုသွားမယ်တချို့တွေကနည်းနည်းပိုပိမ့်မယ်တချို့တွေကတော့အရက်အမြင့်ကြီးဖြစ်နေမယ်တချို့လေးတွေကတော့ပုနေမယ်သေးနေမယ်အဲ့လိုတငယ်ချင်းမျိုးတွေရှိရင်ကလေးလေးတွေကအဲ့တငယ်ချင်းတွေကိုဘယ်လိုဆက်ဆံမှာလဲဒီမိကွန်းလေးပြပေးပါဦး ။တသားမိမိတို့လည်းကိုနဲ့မတူတဲ့လူတွေတွေ့တဲ့အခါမှာ မလောင်ရဘူး၊မရည်ရဘူးနော်။သူတို့မှာကိုမှမရှိတဲ့အစွမ်းရည်တွေရှိနေနိုင်တဲ့အတွက်ကြောင့်မလို့သူတို့ကိုလည်းလေးလေးစားစားနဲ့တမိုးထားပြီးဆက်ဆံပေးရမယ်။ကဲဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာပြန်တွေ့ပါမယ်နော်။တတ်တာ